်မင်္ဂလာပါရှင် ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနှစ်ဖေဖော်ဝါရီလပြတိုင်းခဲ့တဲ့ပုပ်ပလီကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရလက်နက်ကင်ခွင့်ရမယ့်ပုပ်ပလီကလုံခြုံရေးကုမ္ပဏီတွေလိုင်စင်လျှောက်ဖို့စစ်ကောင်စီပြည်ထရေးဝန်ကြီးဒူးဘိုချုပ်ကြီးထွန်းထွန်းနောင်ကဂျွန်လ19ရက်နေ့ကပြောပါတယ် တရုတ်ပုပ်ပလီက လုံခြုံရေးကုမ္ပဏီတွေမြန်မာနိုင်ငံကိုရောက်လာပြီးဖြစ်တဲ့အတွက်ပုပ်ပလီကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်လျှောက်ထားကြဖို့မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ပုပ်ပလီကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာကြီးကြပ်ကုတ်ကရေးဗဟိုကော်မတီစည်းဝေးမှာစစ်ကောင်စီဝန်ကြီးကပြောကြားလိုက်တာပါမန္တလေးတိုင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်ကတရုတ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုကာကွယ်ဖို့တရုတ်ကျေးစာလက်နက်ကင်တွေမေလကလေးကရောက်နေတဲ့အတွက်လုံခြုံရေးကုမ္ပဏီတွေကိုလိုင်စင်ချပေးဖို့စီစဉ်တာလို့နေပြည်တော်သတင်းရင်းမြစ်က TVV ကိုပြောပါရတယ် တရုတ်ကုမ္ပဏီတွေကိုလိုင်စင်ချပေးပြီးမှပြည်ရင်းကစစ်တပ်နဲ့နှိစက်တဲ့သူတွေကိုပုပ်ပလိကလုံခြုံရေးကုမ္ပဏီလိုင်စင်နဲ့ချပေးမယ်လို့ဆိုပါတယ်။လိုင်စင်လျှောက်ရမှာတော့တရုတ်ကုမ္ပဏီတွေက နေပြည်တော်ကိုဓာတ်ရိုက်လျှောက်ခွင့်ရပြီးပြည်ရင်းကုမ္ပဏီတွေကတော့လုံခြုံရေးဝန်ထမ်း၁၀ဦးအထက်ထားမယ်ဆိုရင်တိုင်းအစိုးရနဲ့နယ်လုံးဝန်ကြီးရဲ့သဘောထားမှတ်ချက်တောင်းခံပြီးမှရရှိမယ်လို့သိရပါတယ်ရှင်။ မန္တလေးတိုင်းမြင်းချံမြို့နယ်အနိတ်တာပေါအုပ်စုပြူစောတီခေါင်းဆောင်နဲ့ရုရှားပြန်စစ်ဗိုလ်တို့မြင်းချံဘက်ကနေကားနဲ့အလာချဖြက်တိုက်ခိုက်ခံရပြီးပြူစောတီခေါင်းဆောင်မင်းတိုက်အပါအဝင်ရုရှားပြန်ဗိုလ်ကြီးပြည်ဖြိုးကျော်နဲ့တပ်သားပိုင်စိုးတို့တေဆုံးသွားတယ်လို့မြင်းချံ Black Tiger MBD အဖွဲ့စီကနေသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ညနေ6:00ခွဲလောက်ကဂျာမန်ကွန်မန်ဒို9ယောက်က ရန်သူကင်းမုံးနေကြကနေ9ရက်တိုင်တိုင်စောင့်ဆိုင်ပြီးကားနဲ့လာတဲ့ပြူစောတိကောင်းဆောင်မင်းတိုက်အဖွဲ့ကိုအနှိမ်ကျေးရွာနဲ့ခေါင်းခွဲကျေးရွာကြားအရောက်မှာဂျားဖြက်တိုက်ခိုက်ချေမုန်းခဲ့တယ်လို့သိရပါဗျ။အထူးကွန်မန်ဒို9ယောက်ထဲသွားဆောင်တိုက်ခိုက်ပြီးကင်းထောက်ထားတာကကားတစီးတယ်လို့သိရကြောင်းနဲ့တကယ်လာတော့ကားကနှစ်စီးလာတာကြောင့်မင်းတိုက်ကားကိုအနီးကပ်ဝင်လုံးဖြစ်ခဲ့တယ်လို့ MPD တပ်ဖွဲ့တာဝန်ခံပုံမိုက်ခဲ့ရပြောပါဗျ။ လက်နက်ကောက်လို့မရခဲ့ပဲမင်းတိုက်အပြင်ရုရှားပြန်၃ပွင့်ကိုပါရှင်းလိုက်နိုင်တယ်လို့ဆိုပါရယ်တိုက်ပွဲအတင်းမှာတော့တက်ကြက်ကြီးမိုးစိတ်ဆိုသူဒံရအပြင်းထန်ရရှိသွားပြီးတေဆုံးအလောင်းတွေကိုတော့တီရာယူမွန်ကလာသေးသွားပြီးမိသားစုထံပြန်မအပ်ပဲသူကိုယ်တိုင်တကြုံမယ်လို့သိရပါပါရှင်ဒီကနေ့ဂျွန်လာ20ရက်နေ့မှာရရှိထားတဲ့ငလျင်နောက်ဆက်တွဲသတင်းနေနဲ့တိုက်ပွဲသတင်းတွေကိုပြောပြပေးဖို့အတွက်သတင်းရယူနေတဲ့ DVV သတင်းတောက်မျက်သက်စင်ကိုဓာတ်ရက်ဆက်သွယ်ပေးမြန်းတော့ပါပဲရှင် ်မင်္ဂလာပါမြို့သစဉ်ဒီကနေ့တာဂျွန်လ20ရက်နေ့ပေါ့နော်ငလီနောက်ဆက်တဲ့သတင်းတွေကဘာတွေထူးခြားသလဲဟုတ်ကဲ့ပါရှင်ဒီနေ့အာမတ်လ28ရက်နေ့က In Aris Stars K9.8 အဆင့်ရှိတဲ့သခိုင်းငယ်လေးကြီးလှုပ်ခတ်ခဲ့တာ ဆိုရင်ပေါ့နော်ဒီကနေ့ဇွန်လ20ရက်နေ့ထိဆိုရင်84ရက်ကြာမင်းခဲ့ပြီဖြစ်ပါတယ်ဒီနေ့ဇွန်လ20ရက်နေ့ထိကိုငလင်တန်ကြောင့်ပေါ့နော်ဟိုထိခိုက်တိုက်ဆုံသွားခဲ့ရတဲ့ရုပ်လောင်းတွေထပ်မံတွေ့ရှိနေတဲ့အခြေအနေဖြစ်ပါတယ်အဲမန်းလေးမှာရှိတဲ့ငလင်တန်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့အဲ Sky Villa အဆောက်အုံကနေအမျိုးသားတယောက်ရဲ့ရုပ်လောင်းကိုဒီကနေ့မှာပဲထပ်မံတွေ့ရှိခဲ့ပါတယ်နောက်ပြီးတော့ငလင်တန်ထိခိုက်ခံစားခဲ့ရတဲ့အင်းလေးမှာအာပျက်စီးဆုံးရှုံးသွားခဲ့တဲ့ဖုန်ကြီးကြောင်းလူနေအိမ်အဆောက်အုံတွေကိုအဲလက်ရှိချိန်ထိပြန်လည်တိစောက်နေတဲ့အခြေအနေတွေ ပဲရှိနေပါသေးတယ်။ဇွန်လ16ရက်နေ့အထိပေါ့နော် DVB data တင်းကကောက်ယူထားတဲ့စီးရင်တွေအရဆိုရင်တော့သခိုင်းငလင်ကြီးကြောင့်တိစုံခဲ့သူက4510ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူက11366ယောက်ရှိပါတယ်။ဒါပေမဲ့ခုနကပြောခဲ့သလိုပဲပေါ့နော်ဒီမန္တလေးစကိုင်းဗီလာလိုမျိုးငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အုံတွေပျက်စီးတွေအောက်ကနေမကြာခဏဆိုသလိုအဲတိစုံသူရုံလောင်းတွေထပ်မံတွေ့ရှိနေစေအခြေအနေတွေဖြစ်တဲ့အတွက်ပေါ့နော်မြေပြင်တွေတော့အချက်လက်တွေကွဲလွဲမှုတော့ရှိနိုင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါနောက်ထပ်ဒီစစ်ပွဲသတင်းတွေနဲ့ထူးခြားသတင်းတွေရောရှိအောင်မလားဟုတ်ကဲ့ပါဒီနေ့ဇွန်လ20ရက်နေ့ညနေပိုင်းမှာပေါ့နော် NUG ထိန်းချုပ်ထားတဲ့သခိုင်းတိုင်း အကောလင်းခရိုင်ပင်လယ်ဘူးမြို့နယ်ကဒင်းငါကျေးရွာစတင်ကျောင်းကိုစစ်အုပ်စုကလေကျောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့သိရပါတယ်။အသေးစိတ်ချက်လက်တွေသိရဖို့ကိုတော့ DVB ကနေပြီးတော့ဆက်လက်စုံစမ်းမေးမြန်းနေပါရှင့်။အစစ်ကောင်စီကပေါ့နော်ငလေးနောက်ဆက်တွဲပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆိုပြီးတော့ဇွန်လကုန်ထိရည်အပြည့်ရဆဲထားပေမဲ့လည်းအခုလိုလေကျောင်းတိုက်ခိုက်မှုတွေအမြေပြင်ထိုးစစ်ဆင်မှုတွေကိုဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ DVB ကယူ DVB ကနေကယူစုဆောင်ထားတဲ့ချက်လက်တွေရဆိုရင်စက ုင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဇွန်လ18ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်ကြီး တထောင်နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်အဲ့ဒီပမာဏတဲကအကြိမ်862ကြိမ်ကတော့အပြည့်အကြောင်းကြီးညာထားတဲ့ကာလအတွင်းမှာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးစစ်ကောင်စီရဲ့ငလင်းလုံပြီးနောက်ပိုင်းလီချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်အပါအဝင်အပြစ်မဲ့ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း613ယောက်ထက်မနည်းတေဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့သူက1328ယောက်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုပြောပြပေးရကျေးဇူးပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင် ပဲခူးတိုင်းအနောက်ချမ်းတာယာဝတီခရိုင်မင်းလာမြို့နယ်တောင်ပြက်ကျေးရွာကိုဂျွန်လ20ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗါတောင်ပြက်ရွာအင်ဂျီ100ကျော်ရှိပြီးဒေသခံတွေစစ်ရှောင်နေရတာတပတ်ကျော်ကြာပြီလို့သိရပါဗါမော်လဲ12နှစ်လောက်ကနေစတင်ကမီးရှို့တာစစ်သားတွေကဒီနေ့မှစစ်ကြောင်းထိုးဝင်ရောက်လာတာရွာသားတွေတယောက်မှမရှိကြဘဲရွာတစ်ပိုင်းကိုအရင်မီးရှို့ထားတာတွေနဲ့အခုညစ် အခုထိမီးမြိန်သေးကြောင်းနဲ့ရွာမကြီးဘက်မှာတော့မီးခိုမတွေ့ရသေးဘူးလို့ဆစ်ရှောင်းမျိုးသမီးတယောက်က DVV ကိုပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးအနီးနားကကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့လည်းသိရပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တော်လန်ရေးရဲဘော်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကတေဆုံးသူများပြားနိုင်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်၅ယောက်ကြာဆုံးခဲ့ကြောင်းတော်လန်ရေးရဲဘော်တယောက်က DVV ကိုပြောပါရယ်ရှင် မြင်းကျန်ခရိုင်ရှိ BDF ထောက်ခံတဲ့ရွာတွေကိုဘုံကျဲဖို့မန္တလေးတိုင်းနယ်လုံးဝင်ကြီးပုံမှုကြီးနေလင်းဆိုကဌာနဆိုင်ရာဝန်ထမ်းတွေစီကနေဒေသဆိုင်ရာအချက်လက်တွေကိုတောင်းယူခဲ့တယ်လို့ဝန်ထမ်းတွေစီကနေသိရပါဗျ။မြင်းကျန်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှဂျွန်လာ18ရက်နေ့ကနေလုံဝင်ကြီးကမြင်းကျန်တောင်သာနှထိုးကြီးမြို့နယ်ကစစ်တပ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တွေ့ဆုံပြီးဒေသဆိုင်ရာအချက်အလက်တွေကိုတောင်းခံခဲ့တယ်လို့ဝန်ထမ်းတယောက်ကပြောပါရယ် မြို့နယ်အလိုက် PDF ထောက်ခံတဲ့ရွာစည်းင်းတွေကိုပေးခဲ့ရပြီးမြေပုံမှာပါအမှတ်အသားတွေလုပ်ပေးခဲ့ရတယ်လို့ဆိုပါရယ်အဲ့ဒီလိုအချက်လက်တွေပေးပြီးတဲ့နောက်ပိုင်းမှာမြင်းကျန်မြို့နယ်တွေကရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်အရက်သားပြည်သူတွေတေဆုံးထဏ်ရာရတာတွေရှိခဲ့တယ်လို့ဒေသန္တရဝန်ထမ်းတယောက်ကပြောပါရယ်ရှင်ဒီဗီဗီရုပ်မြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ